မိဖုရားဖြစ်တဲ့သူဇာတာကိုခေါ်ပြီးတော့သူလည်းပဲလူပြေစင်းရာဇကြိုမြို့အဝင်မှာစင်းရဲသားအဖိုးဘွားလင်မယားနှစ်ယောက်ဆောင်းပြီးတော့သူကလည်းဆောင်းလောက်ရှင်မာကတ္တပါကြီးကြွလာပြီစင်းရဲတဲ့ဒကာဒကာမတွေချီးမြောက်တယ်ဆိုတော့ရှင်မာကတ္တပါကြီးဟာအိမ်လေးကလည်းတည်တည်လေးအဖိုးကြီးနဲ့ဖွားကြီးနှစ်ယောက်ထဲစင်းအောင်စင်းရဲနေရတဲ့အိမ်ရှိမှာပြည့်တဲ့အဖိုးကြီးကလည်းတကုတ်ကုတ်နဲ့အလုတ်လုတ်နေရတယ် အဲ့ဒီမှာပြိတ္တရှင်မကတ္တပဆင်းရဲတဲ့ဒကာဒကမချီးမြောက်မယ်ဒီလိုဒကာဒကမဆင်းရဲလိုက်တာအော်ဟင်းရွက်ပြုတ်ရရပုံရည်ကြီးပဲရရရခြင်းရရဆင်းရဲတဲ့ဒကာဒကမငါချီးမြောက်မယ်ဆိုတော့သရတရားအပြည့်တနည်းအားဖြင့်ပြောရင်ကရုဏာဓာတ်အပြည့်နဲ့ပေါ့ဗျာအဲ့ဒီအိမ်ရှင်မဆွန်ရဟာဆွန်ရတော့ဘိုးကြီးကဟဲ့အိမ်ရှင်မဘုံကြီးတော်ဆွန်ကန်ကြွလာတယ်အိမ်ထဲကဒေါသူဇာတာကလည်းပြိတ္တရှင်အဲ့ဒီမှာ အန်ဆောင်ကောင်းတယ်အဘွားကြီးရောင်ဆောင်တကုတ်ကုတ်နဲ့ဟိုလုံးဒီလို့မကြချင်အောင်ဆောင်အဘိုးကြီးကရှေ့ထွက်သွားတယ်ပိတ်တယ်မနေ့ခေါနိုင်ခွက်ရှင်းနိုင်လောက်ဆိုနေထိုးနေကိုပိတ်တယ်လက်နဲ့မိုးပြီးတော့မှရှင်မကတ္တဗကိုတခြားကြည့်ဟဲ့ရှင်မကြွလာတာတခြားမဟုတ်ဘူးရှင်မကတ္တဗာကြီးမြန်မြန်လှုပ်မြန်မြန်လှုပ်လှူပွဲမရှိဘူးလားရှိတာလေယူကန်စမ်းတော့ဟိုအိုလန်ဒီအိုလန်ဂလိုဂလန်နဲ့လှန်ပြီးတော့မှဒီမဲ့တွေးပြီးတွေးပြီးဆိုအဖွားကြီးကလည်း ထားတကုံကုံနဲ့အဲ့ဒီမှာထွက်ပြီးတော့လင်မယားနှစ်ယောက်ပြိတဲ့ရှင်မကတ္တပရဲ့တပိတ်ထဲကိုဆွန်းလောင်းထဲတယ်ခွက်ထဲမှာကင်ထားလိုက်တော့ပြိတဲ့ခင်းရွယ်ပြုတ်မြုတ်ခက်ကြမ်းကြမ်းစင်းရဲသားသားတဲ့ခင်းပေါ့ရှင်မကတ္တပရဲ့တပိတ်ထဲကိုလည်းလောင်းထဲလိုက်ရောတဲ့ပြိတဲ့ရာဇဂိုတစ်မျိုးလုံးကိုမှုေ့သွားတာပဲအဲ့ဒီမှာရှင်မကတ္တပကသဘောပေါက်လိုက်ပြီးဆွန်းလောင်းတာမင်းဘယ်သူလဲလို့မေးလိုက်တော့တပိတော်တကြပါဗျာ ဘာဖြစ်လို့စင်ရသားတွေရဲ့အခွင့်အရေးကိုမင်းဝင်ယူရတာလဲကွယ်ငါစင်ရသားတက္ကရာကမတွေကိုချင်းမြောက်တာတပည့်တော်ကလေတဲ့အရှင်ဘုရားတပည့်တော်လည်းစင်ရပါတယ်ဘုရားဘလို့စင်ရတာတော့ဆိုတော့သူပြုခဲ့ရတဲ့ကောင်းမှုကပြိသိသာသနာပကောင်းမှုသာသနာပကောင်းမှုနဲ့တရားဖြစ်လာတဲ့ဒီတရားကလည်းသာသနာတွင်မှာကောင်းမှုပြုပြီးတော့လာပြီးတော့မှနတ်တွေရောက်လာကြတဲ့သုလာဒ္ဓထမဟာရထထ အနေကဝဏလို့ခေါ်တဲ့နတ်သား၃ယောက်အဲ့ဒီနတ်သား၃ယောက်ကသူ့တဲ့စည်းစိမ်ဥစ္စာကိုယုံကိုဝါအကုန်သားနေတာအဲ့ဒါကြောင့်တပည့်တော်သာသနာတွင်ကောင်းမှုမပြုဘူးသေးလို့ဘုရားရှင်ဘုရားဏိရောဓသမပတ်မှာထားပြီးတပည့်တော်လာလောင်းမိတာပါတပည့်တော်နတ်တို့ရဲ့ဘယင်တရားဖြစ်ပေမဲ့လို့တပည့်တော်စင်ရဲ့သားလေးကိုရှင်ဘုရားရဲ့ခွင့်ပြုပါဒီလိုလှည့်ပြပြီးတော့လောင်းတာကိုခွင့်ပြုပါပေါ့တောင်းပါ နောက်တခါတရားကမေးတယ်ရှင်ပြတပည့်တော်ဒီလိုလောင်းတော်ရောကုသိုလ်ရပါသလားမေးလိုက်တော့ရပါတယ်ကွယ်ကုသိုလ်ကတော့